မြောင်းမြဆေးရုံမှာငွေတောင်းခံမှုတွေကိုမကျေနပ်တဲ့အတွက်မြောင်းမြမျိုးကန်တွေစူပန်းပြီးတော့လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ခွန်ပတ်တာသတင်းပြပို့ထားရခင်ဗျာ။မြောင်းမြမျိုးကန်တွေအကျဉ်းစာရိတ်တပြပြမှုဆေးဝါဆရာမဆရာဝန်ဝန်ထမ်းတွေအကျဉ်းစာရိတ်တပြပြမှုအယော်တီတိုင်းဒေသကြီးမြောင်းမြမျိုးမှာဇွန်လ23ရက်နေ့ကမြောင်းမြပြည်သူဆေးရုံရဲ့တရားမဲ့ငွေတောင်းခံမှုတွေနဲ့မသမာပြုမှုတွေကင်းစင်ရေးအတွက်ဒေသခံအင်အား200လောက်ရှိတဲ့မြောင်းမြမျိုးသူမျိုးသားတွေလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ တို့မြောင်းမြမျိုးဘုံရဲ့ပြည်သူ့စည်းရုံးကြီးရဲ့ဆရာဝန်ဆရာမတွေရဲ့ငွေတောင်းခံမှုဆရာဝန်တွေကိုဟိုလူနာတွေကိုပတ်စံပေးမှကြည့်တယ်ပတ်စံမပေးမကြည့်ဘူးပတ်စံပေးမှခွဲပေးတယ်ခွဲတဲ့ခါကျတော့ရှယ်ခွဲရင်၈000ခွဲရိုးခွဲရင်၄000အဲ့စနစ်ကိုကျန်တို့မလိုချင်လို့တို့ပြည်သူတွေမှာတည်တဲ့လူတွေတည်တဲ့ငွေရှာရင်းနဲ့အဲ့ဒါကြောင့်မလို့ဒီစနစ်ကိုမလိုချင်လို့တို့ကနေပြီးတော့အခုဆန္ဒပြထုတ်ပေါ်ခြင်းဖြစ်ပါတယ်လူနာနဲ့ပတ်စံမပေးနဲ့ပတ်စံမရှိရှာ ိုင်းပဲယူတာဆောက်ဆောက်လိုက်ပါလေအဲ့တော့ကျွန်တော်ကိုယ်တိုင်မြင်ရပါလေမပြတော့မေဟဲ့ရရမဟဲ့ရအားမတူလာတဲ့အမျိုးသမီးကြောက်ပါနေပြောလေအဲ့ဒါဆိုပြစ်ထားတယ်ကျမတို့ကလည်းမျက်စိနဲ့တွေ့ရမယ်အဲ့ဒါတွေကျမတို့ကနေပြီးတော့အသိစိတ်နဲ့ရှိတဲ့ပြည်သူလူထုတွေနဲ့တကယ်နဲ့ထောက်ကအားပေးပြီးတော့ကိုကြီးနဲ့ဝဲရုံကိုကြီးပန်ပေါ်ပြီးတော့ဒီလိုဆန္ဒတွေကိုဖောက်ထွားတာဖြစ်ပါတယ်ရှင်ဆန္ဒထုတ်ဖော်ပွဲကိုအောက်ဆန်းလန်းနဲ့ကိုလန်းထိတ်ကစပြီးအောက်ဆန်းလန်းအတိုင်းဆက်နလန်း အကနေတစင်ဥပချိုလန်အတိုင်းမြို့ကိုပပြီးတရားမဲ့ငွေတောင်းခံမှုစစ်စစ်အရေးယူပေးရေးအစိုးရနဲ့တခြားကထောက်ပံ့ဆေးပစ္စည်းတွေကိုမတမာမှု ပြုသူတွေစစ်စစ်အရေးယူပေးရေးဆရာဝန်နဲ့ဆေးရုံဝန်ထမ်းတွေရဲ့ကျင့်ဝတ်ဥပဒေစောင့်ထိန်ကြစတာတွေကြေကျော်ပြီးဆန္ဒပြခဲ့ကြပါတယ်။ဒါပြင်မြောင်းမြမြို့ပြည်သူဆေးရုံမှာငွေကြေးမတနိုင်လို့ဈေးကူတမခံယူနိုင်ပဲတည်ဆုံသွားတဲ့သူတွေလည်းရှိတယ်လို့ပြောပါတယ်။ ဒီကလေးကပတ်စံကူတာဖို့ဆယ်လောက်ကမျိုးကျမတို့ဇေယျဖက်ကျမဇေယျလည်းတရား900ရင်းလောက်ခွဲပါလေပတ်စံတန်းဝဲပေးနာဆေးအောင်ပြောရမယ်လို့ပြောပါလေပတ်စံတန်းဝဲမပေးလို့တန်းဆေးအောင်ပြေးနေတာမှာဆေးအမရဲ့ကျမသားလေးကဒီကလေးကိုတော့လုံးဝမမြင်ပါဘူးခလူလို့တလာရင်ကျမသားလေးကခောက်ခွင့်ပေးတာမပြောပါလေအားစိတ်နာခလေးကခလူလို့ဆက်ပေးပါလေခလူလို့ဆက်တယ်ဝင်ပါလေခလေးကတဲသွားပါလေဒီကျေးဇူးနဲ့ဆေးအောင်ဆိုတာလုံးဝမဟုတ်ပါဘူးဆေးအောင်ဝင်နေဆေးအမလေးက စေတနာဝါဒနာအနေနဲ့နာတုံးတာနဲ့အစီအမားတွေလုံးဝမကြည့်ပါဘူးအရာပဲအဖွဲ့စီတဲ့အနေနဲ့တော့စန္ဒထုတ်ဖို့ရမှာပါဝင်ခက်ချင်းမရှိပေမဲ့တာဝန်ရှိသူတွေကိုအရေးယူပေးဖို့နဲ့နောက်နောက်တည်းလို့မဖြစ်ဖို့တက်ဆိုင်ရာကိုညှိနှိုင်းတောင်းဆိုသွားမယ်လို့ဆိုပါတယ်မြောင်မြဆေးရုံနဲ့ပတ်သက်ပြီးတီချာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်ဆေးနေတယ်လို့ဧဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ပန္နာရေးဝန်ကြီးဦးဝင်းကိုကိုကမြောင်မြမြို့ရွှေဝါခန်းမမှာဇွန်လ10ရက်နေ့ကပြုတ်လောက်တဲ့ အရာပဲအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခြင်းမှာပြောကြားခဲ့ပါတယ်ကျွန်တော်ခွန်ပါတာပါ